အားလုံးမင်္ဂလာပါဒီနေ့မှအားလုံးနဲ့ပြန်တွေ့ရတာအရင်ဝမ်းသာတယ်ဒီနေ့မှကျွန်မနောက်ကပတ်တော်နဲ့အတူအနေငယ်ခွန်အားပေးချင်တာဖြစ်တယ်ဒီနေ့ကျွန်မတို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာဒီကာလမှာကျွန်မတို့ဖခင်ရဲ့စကားပေါ်မှာအသက်ရှင်ဖို့ရတဲ့ဖခင်စကားကိုဆွေးလန်းခြင်းဟာအရင်အရေးကြီးတဲ့ကာလဖြစ်တယ်ကျွန်မတို့ဖခင်စကားပေါ်မှာအသက်မရှင်ဘူးဖခင်ရဲ့စကားကိုမဆွေးလန်းဘူးဆိုရင် ကျွန်မတို့ရဲ့ပုံဝန်းကျင်ကျွန်မတို့ဒီကာလဖြစ်ပျက်နေတဲ့အရာတွေကိုဆွေးလန်းမြည်တဲ့အခါမှာကျွန်မတို့အသက်တာထဲမှာဆုံးရှုံးမှု မှုတွေအများကြီးရှိတာဖြစ်တယ်။ဒါကြောင့်ကျမတို့ဟေဘေးအခန်းကြီး7အငယ်1မှာပါပြောလေးဆိုရင်ယုံကြည်ခြင်းနဲ့မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြင့်ကျမတို့ဒီကာလမှာဘာတွေမျှော်လင့်လဲ။ကျမတို့မျော်လင့်တဲ့အရာကဖရာထံကနေလာတဲ့အရာတွေဖရာသခင်တစုံတစ်ခုပြုံးမြအမှုအစ်တွေကျမတို့လူအနေနဲ့မဖြစ်နိုင်တဲ့အရာတွေကို မျိုးလင့်ဖို့ရန်တက်အရာအရေးကြီးတာဖြစ်တယ်ကျမတို့လူအနေနဲ့ပြုလို့ရတဲ့အရာတွေကိုကြိုးစားလို့ရတဲ့အရာတွေကိုကျမတို့မျိုးလင့်လို့မရဘုရားသခင်ထံကလည်းကြီးမားသောအရာတွေကိုကျမတို့ကမျိုးလင့်ပြီးတော့ထို့အရာတွေကိုမျက်မှောက်ပြုပြီးအသက်ရှင်ဖို့ရန်တက်အရာအရေးကြီးတာဖြစ်တယ်ပြီးတော့ဒီမှာပြောပါမမြင်သေးသောအရာတို့ကိုတိမဆွေးလန်းခြင်းအကြောင်းဖြစ်၏တဲ့အာမင်ကျမတို့မြင်နေရတဲ့အရာတွေကိုဆွေးလန်းနေဆိုရင်ကျမတို့ဘဝမှာတိုးတက်မဲ့လမ်းတွေမရှိဘူးဖြစ်တယ်ဒါပေမဲ့မမြင်ရတဲ့အရာဘုရားသခင် င်ထံကနေလာတဲ့အရာဘုရားသခင်ကျမတို့အတွက်ဂျန်စီပေးတဲ့အရာတွေဘုရားသခင်ရဲ့ဂတိတော်တွေကိုကျမတို့က ိမဆွေးလိုက်ပြီးအသက်ရှင်ဖို့ကအရန်အရေးကြီးတာဖြစ်တဲ့အာမင်ကျွန်မတို့နိုအေရဲ့အသက်တာကိုကျွန်မတို့ကြည့်မယ်ဆိုရင်နိုအေကိုဘုရားသခင်ကသင်ပေါ်ဆောက်ခိုက်တဲ့ကာလမှာမာမူးမလည်းမရွာဘူးတကယ်ပဲလူအနေနဲ့ကြည့်မယ်ဆိုရင်ဒီအချိန်မှာသင်ပေါ်ဆောက်ရတာဆိုတာလူအနေနဲ့ကြည့်မယ်ဆိုရင်တကယ်မဖြစ်နိုင်တဲ့အရာတွေတကယ်လူတွေအမြင်မှာလုံးဝမတင်တော်တဲ့အရာတွေအဲ့ကာလဖြစ်တယ်ဒါပေမဲ့ နောအေကိုဖယားသခင်ကခိုင်းတဲ့အခါမှာနောအေကဖယားစကားတိုက်အကုန်လိုက်လောက်တာဖြစ်တယ်။ကျမတို့ဖယားသခင်ရဲ့စကားကိုဆွေးလန်းခြင်းဖယားသခင်ရဲ့စကားအပေါ်မှာအသက်ရှင်ခြင်းဆိုတာဖယားရဲ့စကားကိုလုံးလုံးနားထောင်ခြင်းဖြစ်တယ်။နောအေကဖယားသခင်ကသူ့ကိုခိုင်းတဲ့အခါမှာနောအေကလုံးလုံးဖယားရဲ့စကားကိုဖယားပြောတဲ့အတိုင်းအကုန်လောက်သွားတာ ကိုကျမတို့တွေ့ရတာဖြစ်တဲ့ကဘာအိုချမ်းအခန်းကြီး6ထဲမှာကျမတို့တွေ့ရတယ်။မာထားတော်မူသည့်အတိုင်းသောအပြုလေတဲ့။ဖယားတခင်ကဒီလိုဒီလိုပုံစံနဲ့ဒီလောက်နဲ့ဒီလောက်နဲ့ဆောက်ပါလို့ပြောတဲ့အတိုင်းဖယားတခင် ပြောတဲ့စကားတခွမကြံသူကမာထားတဲ့အတိုင်းအကုန်လောက်တဲ့အခါမှာရေလွှမ်းမိုးခြင်းပျက်စီးခြင်းထဲကနေသောအကသူတယောက်ပဲလွတ်ယုံမကအောင် သူ့အပြင်သူ့ရဲ့မိသားစုတွေ ျမတို့သူ့ရဲ့ဆွေမျိုးတွေကေတင်ချင်းရတဲ့အရာကိုကျမတို့မြင်တွေ့ရတာဖြစ်တယ်အာမင်ကျမတို့အသက်တာထဲမှာလည်းအရန်ရည်ကြည့်တဲ့ဒီကာလမှာပုံဝန်းကျင်စကားကိုနားထောင်ပြီးတော့သူ့အရာပေါ်မှာဆွေးလမ်းပြီးအသက်ရှင်မယ်ဆိုရင်ကျမတို့ပျက်စီးဖို့ရန်တအရန်လွယ်တဲ့ကာလဖြစ်တယ်ဒါပေမဲ့ပုံဝန်းကျင်တွေကစကားတွေကျမတို့အခြေအနေအပြောတဲ့စကားတွေကိုနားမထောင်ဘဲနဲ့ဖရာသခင်ရဲ့စကားကိုပဲနားထောင်ပြီးဆွေးလမ်းပြီးတိမတ်ပြုတ်မယ်သူ့အရာတွေကိုမျက်မှောက်ပြုတ်ပြီးအသက်ရှင်မယ်ဆိုရင်ကျမတို့အဖြစ်လူတွေများစွာကောင်း င်းကြီးရမှာဖြစ်တယ်ကျွန်တော်တို့အဖေလူတွေများဆိုလွတ်မြောက်ခြင်းရမှာဖြစ်တယ်ကျွန်တော်တို့ဘုရားသခင်ရဲ့စကားကိုဆွေးလန်းခြင်းဆိုနှုတ်ကပတ်တော်ကိုကျွန်တော်တို့အထဲမှာတူထားခြင်းဖြစ်တယ်နှုတ်ကပတ်တော်ကိုမြန်မြန်နားထောင်ခြင်းဖြစ်တယ်နှုတ်ကပတ်တော်ကိုမြန်မြန်ဆင်ခြင်အောင်မေ့ခြင်းဖြစ်တယ်ယောရှုတိရှိတဲ့မှာဘုရားသခင်ကပြောထားတယ်ယောရှုကိုဘာမှထားတယ်ဆိုနှုတ်ကပတ်တော်ကိုနေမြမပြတ်ဖတ်ရွတ်ရမယ်ဆင်ခြင်အောင်မေ့တဲ့အခါမှာတည့်အကြံထမြောက်လိမ့်မယ်လို့ပြောတယ်ကျွန်တော်တို့အသက်တာထဲမှာလည်းအရန်ရည်ကြည့်တယ် ဖရားစကားကိုမျက်မှောက်ပြုပြီးအသက်ရှင်နိုင်ဖို့ရန်တည်းဖရားတခင်ရဲ့ဂတိတော်တွေကိုဆွေးလမ်းပြီးအသက်ရှင်နိုင်ဖို့ရန်တည်းကျမတို့နှုတ်ကပတ်တော်ကိုများများဖတ်ဖို့လိုအပ်တယ်။စင်ချင်းအောင်မဲဖို့ရန်တည်းလိုအပ်တယ်။ဖရားတခင်ရဲ့စကားကိုအမေရန်ဆွေးလမ်းပြီးတော့ဝန်ခံဖို့ရန်တည်းလိုအပ်တယ်။ကျမတို့ဖရားရဲ့စကားကိုနှိမ့်ညံ့မပြတ်စင်ချင်းအောင်မဲပဲကျမတို့ရဲ့နှလုံးသားထဲမှာတူထားမယ်ဆိုရင်ကျမတို့ဆွေးလမ်းတဲ့အရာတွေကျမတို့မျက်မှောက်ပြုတဲ့အရာတွေကဖရားတခင်ရဲ့စကားဖြစ်လာမှာဖြစ်တယ်။ဖရားတခင်ရဲ့စကားကကျမတို့ ဘယ်တော့မှမကြာရှုံးစေဖို့ဖြစ်တယ်။ဘုရားသခင်ကကျမတို့လောကမှာအသက်ရှင်တဲ့အခါမှာကျမတို့ကိုအောင်မြင်စေခြင်းနဲ့ဘုရားဖြစ်တယ်။ကျမတို့ကိုကောင်းချီးပေးခြင်းနဲ့ဘုရားဖြစ်တယ်။ကျမတို့ကိုအဲသူ့ရဲ့ကျမတို့အဖင်သူ့ရဲ့ဘုန်းကိုထင်ရှားစေခြင်းနဲ့ဘုရားဖြစ်တယ်။ကျမတို့တက်တာအဖင်ဘုရားဘုန်းထင်ရှားလာဖို့ရန်တဲ့ကျမတို့အောင်မြင်ခြင်းအဖင်ဘုရားသခင်ကိုလိုရဲတိလာဖို့ရန်တဲ့ကျမတို့အရင်ဆုံးဘုရားစကားကိုဆွေးလမ်းဖို့ရန်တဲ့လိုအပ်တာဖြစ်တယ်။အာမင်ကျမတို့အာဗြဟံရဲ့အသက်တာကို ကျမတို့တွေ့ရတယ်ကဘာဦးကျန်းအခန်းကြီး7နှစ်မှာဘုရားသခင်အာဗြဟံကိုခေါ်တဲ့အခါမှာအာဗြဟံကအသက်ရ85နှစ်ရှိပြီဖြစ်တယ်။ဒါမဲ့အသက်ကြီးလို့ဟာဘုရားခေါ်တဲ့အရာတွေကိုမလိုက်တော့ဘူးလို့မပြောဘူး။ဘုရားသခင်သူ့ကိုခေါ်တဲ့အခါမှာငါပြလက်တန်းသောပြီတော့သွားလို့လို့ပြောတယ်။ဒါဘေးပြီးဘေးပြီးတော့ပြအာသွားပါလို့ဘုရားသခင်မပြောဘူး။ ငါပြလက်ထန်သောပြီဒါပေမဲ့အာဗြဟဖရားရဲ့စကားဖြစ်တဲ့အတွက်ကြောင့်သူချက်ချင်းထပြီးတော့သူ့ရဲ့ဆွေမျိုးထရရနဲ့ထွက်လာတဲ့အရာကိုကျမတို့မြင်တွေ့ရတာဖြစ်တဲ့ကျမတို့အာရာတော်မကောဘုရားသခင်ကအာဗြဟကိုသူ့ကိုပေးတဲ့ဒါတယောက်တည်းပူဇော်ဖို့ရန်တတောင်းတဲ့ခါမှာ အာဗြဟမတွေ့ဒီတိုင်းတွေ့တော်ပြီးမနေဘူးမတွေ့ဝေဘူးအာဗြဟဘုရားပြောတဲ့အတိုင်းသူ့အသားကိုတော့ပူဇော်ဖို့ရန်အတွက်ဒိုရေဒီဖြစ်တဲ့ ဒါပါကြောင့်ဆိုသူ့အထဲမှာဖရားစကားနဲ့ပြည့်နေလို့ဖရားသခင်ကဘသူလဲဆိုတာသိနေလို့ဖရားသခင်ကိုတကယ်ဆွေးလာနေတဲ့အတွက်ကြောင့်ဖရားသခင်ပြုမဲ့အမှုတွေဖရားသခင်ကကြီးမားသောအမှုတွေကိုပြုတဲ့ဖရားဂတိပေးတဲ့အတိုင်းဂတိတည်တော်ဖရားဖြစ်ကြောင်းကိုသူတိမဆွေးလာတဲ့အခါမှာဖရားသခင်ကအာဗြံရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲတော့ မှတ်ပေးတဲ့အရာတွေကိုကျမတို့တွေးရတာဖြစ်တယ်။ကျမတို့ဘုရားသခင်ရဲ့စကားကိုဆွေးလန်းနေဘုရားသခင်ရဲ့စကားကိုနားထောင်နေစဉ်ကျမတို့ဘုရားသခင်ရဲ့ဂတိတော်ဟာကျမတို့အပေါ်မှာပြည့်စုံလာမှာဖြစ်တယ်။အာဗြဟံကိုဘုရားသခင်ခေါ်ထားတဲ့အတိုင်းသူ့ကိုလူမျိုးကြီးရဲ့ဖခင်ဖြစ်စေတယ်။လူမျိုးတကာကိုကောင်းကြီးဖြစ်စေတဲ့သူဖြစ်စေတယ်။သူ့ကိုခေါ်ထောက်တယ်အပြင်ကိုခေါ်ထောက်တယ်ခြေတွေကိုကြည့်ခိုက်တယ်ဒီရည်တွက်ခိုက်တယ်သူမရည်တွက်နိုင်ဘူး သူမရေတွက်နိုင်လို့တဲ့ထဖျားကြီးကသူ့ကိုကောင်းကြည့်ပေးတဲ့အရာကိုကျမတို့မြင်တွေ့ရတာဖြစ်တယ်။အဲတော့ကျမတို့အသက်တာထဲမှာအရင်ရေးကြည့်တယ်။ဒီကာလမှာကျမတို့အချင်းနဲ့အမျိုးမျိုးကြုံရတယ်။ပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေအများကြီးကျမတို့မြင်တွေ့ရတယ်။ဒီအရာတွေကိုကျမတို့မျက်မှောက်ပြုဖို့မဟုတ်ဘူးဖြစ်တယ်။ကျမတို့ဒီဟေဘေးအခန်းကြီး7ထဲမှာတွေ့တယ်လို့ဖျားသခင်ကကျမတို့ကိုဘာပြောလဲ။ဖျားသခင်ကျမတို့ပုံမှာဘာကတိတွေပေးထားလဲ။ဖျားသခင်ကကျမတို့ကိုဘာတွေ အာကောင်းချီးပေးဖို့ရန်တက်ကျမတို့ကိုဘာတွေပြောထားတယ်ဆိုတာကျမတို့ကထိုအရာကိုဆွေးလိုက်ပြီးမျက်မှောက်ပြုတ်ဖို့လိုအပ်တာဖြစ်တယ်။ဘုရားသခင်ရဲ့စကားတွေပေါ်မှာအသက်ရှင်နိုင်ဖို့ကနေ့တိုင်းမှာဘုရားစကားကိုနားထောင်ဖို့လိုအပ်တယ်။ကျမတို့ဘုရားသခင်ရဲ့ဂတိတော်ကိုများများဝန်ခံဖို့လိုအပ်တယ်။ထိုဘုရားသခင်ပြောတဲ့စကားတွေကိုကျမတို့အထဲမှာတူထားဖို့ရန်တက်လိုအပ်တယ်။ကျမတို့နောက်ကပတ်တော်ကိုကျမတို့အမေရန်စင်ချင်းဖို့ရန်တက်လိုအပ်တာဖြစ်တယ်။ကျမတို့အသက်တာထဲမှာဘုရားရဲ့စကားကိုမျက်မှောက်ပြုတ်တယ်။ဘုရားသခင်ရဲ့စကားကိုပြည့် ဆွေးလန်းတယ်ဆိုရင်ကျမတို့အသက်တာထဲမှာမဖြစ်နိုင်တဲ့အရာတွေမရှိဘူးအားလုံးဖြစ်လာမှာဖြစ်တယ်ဘုရားသခင်ပေးခြင်းတဲ့အရာတွေကျမတို့အသက်တာမှာဖြစ်လာမှာဖြစ်တယ်။ဘုရားရဲ့ဂတိတော်ကိုကျမတို့အသက်တာမှာပြည့်စုံလာမှာဖြစ်တယ်။ဣသရေလလူမျိုးတွေကိုဘုရားသခင်ကခေါ်ထောက်တဲ့အခါမှာသူတို့ကိုနမိတ်လက္ခဏာမျိုးစုံနဲ့ဘုရားသခင်ကခေါ်ထောက်တယ်။ဒါပေမဲ့သူတို့ရဲ့အထဲမှာဘုရားရဲ့စကားကိုဆွေးလန်းခြင်းမရှိဘူး။ဘုရားသခင်ပြုတ်ပေးတဲ့အရာတွေကိုသူတို့မျက်မှောက်မပြုတ်ဘူး။သူတို့ဘုရားအပေါ်မှာမျောမမျောလင့်ဘူး။ သူတို့လွမ်းဆွတ်တဲ့အရာဆွေးလန်းတဲ့အရာတွေကဧကရုပြည်မှာဖြစ်နေတဲ့အရာတွေသူတို့ကြုံခံတဲ့အရာတွေသူတို့စားသုံးနေတဲ့အရာတွေကိုသူတို့ကဆွေးလန်းနေတာဖြစ်တယ်အဲ့ဒီအကုန်မျက်မှောက်ပြုတ်တဲ့အခါမှာဘုရားသခင်ပေးတဲ့ဂတိတော်ပြည့်နုနဲ့ပြားရင်နဲ့စီစဉ်တဲ့ခန္ဓာပြည့်ကိုမဝင်စားနိုင်ဘူးဖြစ်တယ်လမ်းမှာပျက်စီးခြင်းတွေအသက်ရှုံးရှုံးခြင်းတွေကြုံရတာဖြစ်တယ်ဒါမဲ့သူအထဲမှာ ်ဘုရားသခင်ရဲ့စကားကိုဆွေးလမ်းပြီးဘုရားသခင်ကိုမျက်မှောက်ပြုပြီးဘုရားသခင်ပြုမဲ့အမှုတွေကိုမျိုးလင့်တဲ့ယောရှုနဲ့ကာလက်ကတော့သူပြကိုဝန်စားခွင့်ရတာဖြစ်တဲ့ဒီနေ့မှာကျမတို့ရဲ့အသက်တာထဲမှာ နေ့ရက်စင်တိုင်းမှာကျမတို့ဘာကိုဆွေးလာနေဘာကိုမျက်မှောက်ပြုတ်ပြအသက်ရှင်နေဆိုတာအရင်ရေးကြည့်တယ်အားပေးခြင်းနဲ့ဒီနေ့ကနေစပြီးတော့ကျမတို့အချိန်နဲ့ရဲစကားကိုနားထောင်တာမဟုတ်ဘဲနဲ့ဖရားစကားကိုနားထောင်ရအောင်ဖရားစကားကိုဆွေးလာရအောင်ဖရားသခင်ရဲ့အတန်ကိုနားထောင်ပြီးတော့ဖရားသခင်ရဲ့ကြီးမားသောအမှုပြုမဲ့အရာတွေကိုကျမတို့မျောလင်းရအောင်ကျမတို့ဒီနေ့မှာဘာကျမတို့အသက်တာထဲမှာဘာတွေမြင်ခြင်းနဲ့ဘာတွေခံစားခြင်းနဲ့ကျမတို့ပြောတဲ့အရာတွေကကျမတို့ အသက်တာထဲမှာရရှိလာမှာဖြစ်တယ်ကျမတို့ဆွေးလန်းတဲ့အရာတွေကျမတို့မျက်မှောက်ပြုတ်တဲ့အရာတွေကကျမတို့အသက်တာထဲမှာဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဒီနေ့အားနဲ့စပြီးတော့ဖရာစကားကိုပဲဆွေးလန်းရအောင်ဖရာသခင်ရဲ့အတန်တို့ကိုပဲနားထောင်ရအောင်ဖရာသခင်ပြုတ်မဲ့အမှုအစ်ကိုပဲမြင်ရောင်ပြီးတော့အထူးအရာကိုမျက်မှောက်ပြုတ်ပြီးအသက်ရှင်ရအောင်လို့အားလုံးကိုအားပေးခြင်းနဲ့အားလုံးပေါ်ဖရာသခင်အထူးကောင်းချီးပေးပါစေ။